ားလုံးပဲမင်္ဂလာပါ Red Manchester Football နဲ့ United တို့ရတာကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့လက်ရှိလောလောဆယ်မှာရရှိထားတဲ့ဒီနေ့မနေ့ပိုင်းအတွက် United တရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ Sky Sport ရဲ့ Di Marzio ကပြောထားချက်အရဆိုလို့ရှိရင် Napoli တင်းကခြေတဲ့ Sancho ကိုခေါ်ယူနိုင်ဖို့ဆက်လက်ပြီးတော့ကြိုးပမ်းနေတယ် United အလူရှိရဲ့ပမာဏကများပြားနေစေဖြစ်တယ်ပေါ့ကစားမားက2020ရှောက်မှာဆိုလို့ရှိရင်စာရှုပ်တရံကုံဆုံးမှာဖြစ်သူလဲ United ကပေါင်25တန်းကအလူရှိနေတယ်ပေါ့ United လူချင်းနဲ့ပေါင်25တန်းကများနေရယ်ဆိုပြီးတော့ပြောတာပဲတော့ Napoli ကတော့ United အလူရှိတဲ့ပေါင်25တန်း Gian Sancho အတွက်25တန်းကတန်ကြီးများတယ်ဆိုပြီးတော့ပြောရယ်ပေါ့လေဘယ်လိုပြောရမလဲ25တန်းကတန်ကြီးများတာဆိုလို့ရှိရင်တော့မင်းအလကားသာပြေးလိုက်တော့အလကားသာပြေးလိုက်တော့အဆင်မပြေဘူးပြသည်လား25တန်းတော့များရယ်ဆိုတကယ်တကယ်တမ်းညှိနှိုင်းရမှာကစားမရဲ့လောက်ခလာတာကိုညှိနှိုင်းရမှာတွားပြီးတော့ကစားမရဲ့လောက်ခလာတာနဲ့ပတ်သက်ပြီးတော့သူတို့တိုင်ပတ်ရအောင် ရန်ဆန်ရှူနဲ့ပတ်သက်ပြီးတော့တတ်မှတ်ထားတဲ့25တန်းဆိုတာများလည်းမများဘူးတော်တော်ကြီးကိုဈေးတန်နဲ့အပြောင်းအရွှေ့ပြောလို့ရတယ်ကျွန်တော်တို့ခေါ်မယ်ဆိုလို့ရှိရင်ခေါ်လို့ရတယ်ဘယ်တန်းမျိုးခေါ်လို့ရတယ်ပေါင်း25တန်းဆိုရဲတန်ကြီးကဒါပေမဲ့ပြဿနာတက်တာကကစားမားရဲ့လောက်ခလာစာအစမတန်မြင်မနေရပဲဆိုတော့ကစားမားရဲ့လောက်ခလာစာကယူနိုက်တက်က3သိန်းခွဲလောက်ရှိပေးထားတယ်ဒီမျိုးအခြေအနေမှာရန်ဆန်ရှူကလည်းအများပြားရှုပ်လို့မရှိဘူးမင်းညာလည်း ကျွန်တော်ပြောခဲ့ပါတယ်ဂျီရန်ဆန်ရှူဟာလောက်ခလာစာနဲ့ပတ်သက်ပြီးတည်တာရွှေ့လို့မရှိဘူးဆိုပြီးဒီမာဂျီယိုကဖော်ပြထားတယ်အခုလေဒီမာဂျီယိုကထပ်ပြီးတော့ဂျီရန်ဆန်ရှူရဲ့ပေါင်25တန်းဟာများပြတယ်လို့နာပိုလီဘက်ကယူဆထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်တော့တော်ပါတော့နာပိုလီကသူတို့ကိုကစားမဖြစ်တဲ့ OCM တို့ဘာလို့ရောင်းချတဲ့အခါကျရင်85တန်းနဲ့ရောင်းချတယ်ခဖာရာကိုတန်း100ပတ်ချတယ်တန်းပေါင်တန်း80လောက်နဲ့ရောင်းချတယ်ဒါရီယာလေးသူတို့အတွက်ဈေးများတဲ့ပမာဏတွေမဟုတ်ဘူးဒါပေမဲ့ဂျီရန်ဆန်ရှူအတွက် 25တန်းကတော့ဈေးများတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဘယ်လိုပြောရမလဲပေါ့နော်ပြောစရာစကားလုံးဆိုတော့မရှိတော့ဘူးတော့ကျွန်တော်တို့ရှိရဒီမှာလေဒီပြီးခဲ့တဲ့အပြောင်းအရွှေ့မှာလေကျွန်တော်တို့ဂါနာရှိုးဘောင်နဲ့ပတ်သက်ပြီးတော့လောက်ခလာစားဈေးများတယ်ဆိုပြီးတော့တဲ့တဲ့နေကြားခဲ့တယ်ဘလူးဘလူးလဲတော့မသိဘူးနာပိုလီအတွက်ကစီးရီးရှမ်ပီယံဖြစ်တဲ့နာပိုလီအတွက်ပေါင်25တန်းတော့ဈေးများနေရဆိုလို့ရှိရင်တော့မဟုတ်တော့ဘူးဒါရီယာအဆင်မပြေပါဘူးတော့ဘလူးပြောရမလဲဟိုကစားမအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ကိုယ်ဘက်ကအလုပ်လုပ်တဲ့နေရာတွေမှာတော်တော်လေးကိုတိုင်ပတ်တယ် ဆိုတော့လက်ရှိရိုးရိုးစင်မှာလေဟိုဂျီရန်ဆန်ရှိုးပြောင်းရွှေ့တယ်မဟုတ်ဘူးတခြားပြောင်းရွှေ့ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးကိုတိုင်ပတ်နေကြတယ်ဂျီရန်ဆန်ရှိုးဆိုလို့ရှိရင်လေလောကလာစာများတာနဲ့အခုထွက်တဲ့တကယ်နေဆိုလို့ရှိရင်လေဘလူးမားပြောစရာကြကလုံးတော့မကြံဘူးပေါ့လေဆိုတော့ market fresh food ရဲ့အပြောင်းအရွှေ့ကိုကြည့်ပြန်လို့လေဘာစီလိုနာကစိတ်ဝင်စားတယ်ဘာစီလိုနာကိုပြောင်းရွှေ့ရရင် market fresh food ကလာစာရှော့ယူဖို့အစီအစဉ်မှာ ready ဖြစ်နေပြီဆိုပေမဲ့လက်ရှိရိုးစင်မှာဘာစီလိုနာဘက်က Nico Williams ဆိုပါလို့ပဲခေါ်ဖို့ကြိုးပမ်းတော့မှာဆိုတော့ ်အန်တိုနီဆန်တိုစ်နဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းလက်ရှိလို့ဆိုရင်အရှင်ကြီးတယ်ဝန်ကန်လိုက်မှုကဘယ်သူမှမရှိသေးဘူးဆိုတော့အလန်ဒိုကာနာရှူကြပြန်တော့လည်းပေါင်တန်း80တင်ပကသတ်မှတ်ထားပြီးတော့ဟိုပြိပကလပ်တီဆိုလို့ရှိရင်လည်းပေါင်တန်း90လောက်နဲ့ရောင်းချသွားဖို့ရှိရဲဆိုတော့ဂါနာရှူရဲ့အပြောင်းရွှေ့ကတော့တကယ်စိတ်ဝင်စားတဲ့အသင်းတွေကတကယ်စုံစမ်းမင်းမြဲလာမယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်ချေအများကြီးရှိရဲဒါပေမဲ့ market stretch ရှူလို့ဂျီရန်ဆန်ရှူလို့ ်အန်တိုနီဆန်တိုစ်တို့ရဲ့အပြောင်းအရွှေ့တွေကတော့တဖြည်းဖြည်းနဲ့ပို့ပြီးတော့ကျွန်တော်တို့ကြန့်ကြာနေဦးမယ်အရှိနည်းပါဆိုတော့အတန်းအတွက်ကတော့လွေတော့မလွေဘူးလေဒါကတော့လက်ရှိတော့ဒီမှာဂျီဒန်ဆန်ရှူနဲ့ပတ်သက်ပြီးတော့ဒီမာဇီယိုရဲ့ဖော်ပြချက်အရပါဆိုတော့နောက်တစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တက်အက်သလက်တစ်ရဲ့ဖော်ပြချက်အရ real bet အတန်းကတော့ Anthony Santos ကိုအပိသက်ခွန်ယူခြင်းပြီးမဲ့သူတို့က United နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဗောလေ တော့ပဲမဲ့လေလူလောလောဆယ်မှာတော့ကန့်လန့်မှုတွေမရှိသေးတယ်လို့အပြောင်းအရွှေ့ပြီးစီးဖို့အတွက်လည်းအချိန်ယူရလိမ့်မယ်လို့မျှော်လင့်နေဆိုပြီးတော့ athletic ကဖော်ပြထားတယ်အပြောင်းအရွှေ့ပြီးစီးဖို့အတွက်အချိန်ယူရလိမ့်မယ်ဆိုတာတခြားမဟုတ်ဘူးဒီ rebatic ကလည်း Anthony Santos ကိုသဘောကျတယ် Anthony ကလည်း rebatic ကိုပြောင်းနေတယ်ဒါပေမဲ့နှစ်သန်းကြားမှာဘာတွေဖြစ်နေလဲဆိုတော့ကစားမရလောက်ခလာစားပိုင်းဒီပိုင်းနဲ့ပတ်သက်ပြီးတော့ Anthony Santos လည်း rebatic ကိုပြောင်းနေတယ်ဆိုတော့ဒီပြောင်းရွှေ့ဟာဖြစ်တဲ့ပါတယ်ဖြစ်တဲ့ပါတယ်ကစားမရကလည်းလောက်ခလာစားပိုင်းနဲ့ပတ်သက်ပြီးတော့ သူ agent ဒီပါဒီမှာကစားခဲ့တော့မှာပေါင်9000နဲ့ကစားခဲ့ရ United မှာကစားတော့2သိန်းခွေရတယ်ဒါပေမဲ့အရှင်နဲ့အချိန်ကဆိုတာရှိကစားမဘွားကိုကောင်းကောင်းတိဆောက်ကျင်နေဆိုလို့ရှိရင်တော့အင်းလစာလဲရှုပ်တင်ရှုပ်ရမှာပဲကိုပြောမှာပူနေကျင်နေဆိုလို့ရှိရင်တော့လစာရှုပ်တင်ရှုပ်ရမှာပဲဂျီနန်ဆန်ရှုလို့ပုံစံမျိုးငါလစာတော့ရှော့မြူကျင်မှုဟိဆိုလို့ရှိရင်တော့အဆင်မပြေဘူးဒါရီဘက်တစ်ကိုပြောမယ်ဆိုလို့ရှိရင်ရီဘက်တစ်ကပေးနိုင်တဲ့လစာနဲ့ကစားနိုင်ဖို့လိုတယ်ဒီလိုပဲပို့လေဆိုတော့ပြီးလို့ရှိရင်ရီဘက်တစ်အတန်းနေနဲ့ ဂျေဒန်ဆန်ဒီအန်ဒရီဆန်တို့စ်အတွက်ပေါင်တန်း30ပေါင်တန်း40တက်မှတ်ထားတဲ့ပမာဏကိုပေးဖို့အတွက်လည်းခက်ခဲဖြစ်နေတဲ့ပုံပဲဆိုတော့သူတို့ကကစားမားနဲ့ပတ်သက်ပြီးတော့အငှားတရာတီခုပြီးတော့အပိတက်ဝေခွင့်ဆိုတဲ့စာချုပ်မျိုးထည့်ရှုပ်ရှင်နေဒီနေရာမှာကျွန်တော်ကတော့အပြောင်းရွှေ့ကြီးတက်တက်ပြဿနာတက်တာမဟုတ်ဘူးလေယူဆလာပြန်ပါဘာဖြစ်လို့လဲဆိုတော့တရာတီအပိတက်တရာတီအငှားရှာပြီးတော့ပိတက်ဝေခွင့်ဆိုတာမျိုးကကစားမားကိုထည့်ပြီးစမ်းသပ်ခြင်းတဲ့သဘောကျွန်တော်ရှိရတယ်မှာလေဒီနေရာမှာလည်းနည်းနည်းသဘောဟို ဘယ်လိုပြောမလဲသတိထားဖို့လိုလားပြန်ရောဂျီဒန်ဆန်ရှူလို့မဖြစ်ဖို့အတွက်သတိထားရအောင်မယ်။တရားဒီအငှားချလိုက်ပြီကမှအဲငါတို့အန်တိုနီဆန်တက်စ်ကိုမွေးရအောင်ဆိုလို့ရှိရင်တွားပြင်ပြရတာ။တိုင်ဘက်ပြန်ရောပဲ။ကျွန်တော်တို့တရားဒီအငှားချပြီလို့ရှိရင်ကစားမိုင်းစာရှုတဲ့တနေ့ပုံသွားမယ်။အတန်းကလည်းလာစာစိုက်ပြီးထားမယ်။ဒီလိုမျိုးပဲဆိုတော့အပိသက်ရောင်းချနိုင်မယ့်အခွင့်အရေးတွေကိုကျွန်တော်တို့ပို့ပြီးရှာဖို့လိုတယ်။ဆိုတော့ repetitive ဘက်ကတော့ကစားမိုင်းကိုခေါ်ခြင်းပေမဲ့အချိန်ယူရလိမ့်မယ်လို့ယူဆထားတယ်ပေါ့လေ။ နောက်တစ်ခုကတော့ Inter Milan အသင်းက Resmen Hoyland ကိုစိတ်ဝင်စားနေစေဖြစ်ပေမဲ့ကစားမားရဲ့ဦးစားပေးကတော့ Old Trafford မှာဆက်နေဖို့ပဲဖြစ်တယ်။သူ့ရဲ့ရည်ချင်နဲ့ပတ်သက်ပြီးတော့တက်တည်ပြချင်တဲ့တိုက်ပွဲဝင်ကြရင်ဆိုပြီးတော့လက်ရှိတော့ဒီမှာကျွန်တော်သိရတယ်။ဆိုတော့ Resmen Hoyland အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းအသင်းဘက်ကတည်တည်ချာချာမဆုံးဖြတ်ရသေးဘူး။ကစားမားကတော့အသင်းမှာဆက်နေခြင်းနဲ့ပေါ့လေ။အသင်းမှာဆက်နေခြင်းပြီးမဲ့ဒီလိုမျိုးရှည်စွမ်းတဲ့ကတော့ညာရအောင်မလွယ်ဘူး။အသင်းဘက်ကလည်းလက်ရှိလို့စင်မှာအထောင်တိုက်ရှိမှုတယောက်ခိုးဖို့လက်ရှိလို့စင်မှာတရင်ထွက်လာတယ်ဆိုတော့ Resman Whiteland တွေကတော့လွယ်ကူတဲ့အရှင်မရှိပါဘူး။လွယ်ကူတဲ့အရှင်တွေမရှိဘူး။ကျွန်တော်တို့မှာ Joshua Zexy ရှိမယ်၊ Shiro Obi ရှိမယ်။ပြီးလို့ရှင်တိုက်စစ်မှုတတိယရောက်လာမယ်။ Resman Whiteland ကဘယ်နေရာမှာတွားပြီးတော့နေရာရမလဲလို့ကျွန်တော်မသိဘူး။ဗဇာမားအသက်တည်ပြချင်တယ်လို့ပြောတာပဲ။အဲဒါမှကျွန်တော်ယာတီဝက်လောက်ထပ်ထားလိုက်လို့ရှင်လေ။စိုးတော့မစိုးဘူး။ဟုတ်။အတိုင်းနဲ့ကစားမမရောက်ချနိုင်လို့ရှိရင်တော့ BSR Rush ဒီပိုင်းနဲ့ခက်ခဲအောင်မဲ့သဘောမျိုးရှိရယ်ကျွန်တော်ကစားမတွေရောက်ချနိုင်ဖို့လိုတယ် မဆိုးဘူးဆိုပေမဲ့ကစားမရောင်းချနိုင်ဘူးလို့လူတွေလက်ရှိလို့စင်မှာကစားမကိုရောင်းချနိုင်မလဲဆိုတော့ပဲကျွန်တော်စောင့်ကြည့်ရမယ်ပေါ့လေဆိုတော့ rest my question ကလည်းအတင်းကနေမထွက်ရှင်သေးတဲ့ပုံစံပါပဲမထွက်ရှင်သေးဘူးဆိုလို့ရှိရင်တော့ရှည်စွမ်းကောင်းကောင်းပြပါဗျာဆိုတော့အာအတင်းရဲ့ပြောင်းရွှေ့တွေကတော့လွယ်တော့မလွယ်ဘူးပါဘူးကစားမခိုးဘူးဆိုလို့ရှိရင်လည်းကစားမရောင်းချနိုင်ဘူးလူတွေဒါပေမဲ့လက်ရှိလို့စင်မှာရောင်းချနိုင်မဲ့ကစားမကမရှိသေးဘူးဖြစ်ရင်တော့တော်တော်လေးတိုင်ပတ်ရတဲ့အခြေအနေတွေပါပဲ တော့ကျွန်တော်နောက်ဆုံးတစ်ခုညပြောရမယ်ဆိုလို့ရှိရင်တော့ဒီ Manchester United ရဲ့အသင်းကအသင်းရဲ့ကိုယ်သမား Tommy Tan ကိုတရားဒီထပ်မံပြီးတော့ဆက်ရှုတ်တဲ့တိုးနိုင်ခဲ့ပြီဖြစ်တယ်ဗောလေနီးပြအမော်ရန်နဲ့နီးပြအဖို့ဝင်ဒီကအဆိုပါဆုံးဖြတ်ချက် ကိုသဘောတူညီခဲ့ပြီးတော့မကြခင်မှာတိုင်ဝင်ထုတ်ပြန်သွားမယ်ဖြစ်တယ်ဆိုပြီးတော့ Fabrizio ကပုံပြထားတယ်ဆိုပြောလို့ရှိရင်တော့ Tommy Tan ကကျွန်တော်အသက်ကြီးနေပြီကစားမားကဘယ်လိုပြောမလဲတာရှီဝါဖြစ်လို့မရတော့ဘူးဆိုပေမဲ့အဝယ်လေးခန့်အတွင်းမှာအရေးပါတဲ့ကစားမားတည်တာအဝယ်လေးခန့်အတွင်းမှာအရေးပါတဲ့ကစားမား အတန်ရဲ့ Bruno Fernandes တို့ဘာလို့ပြီးလို့ရှိရင်ကျွန်တော်တို့ကပတိန်ပဲအာအသက်ကြီးဆုံးကပတိန်ပဲအတန်ရဲ့အဝယ်လက်ခံထဲမှာဆိုလို့ရှိရင်ကစားမိုင်းနဲ့ပတ်သက်ပြီးတော့သူ့မှာအိုးစားလုံးဝကြီးရှိရလူငယ်တွေကိုလမ်းညွှန်ပြနိုင်တယ်ဘလူးဘလူးဘလူးဆိုပြီးတော့ဒီပြတဲ့ကစားမိုင်းရဲ့ကြားထဲမှာကောင်းကောင်းအဆင်ပြေအောင်သူ control လုပ်နိုင်တယ်ဒါတွေကတော်ပြီတိုင်းရဲ့အရေးပါတဲ့ကဏ္ဍတွေပေါ့လေပြီးလို့ရှိရင်ကျွန်တော်တို့တစ်ခါတစ်လေမှာဆိုလို့ရှိရင်အရန်ကုသမာဖြစ်အသုံးပြုလို့ရအောင်မယ်ဆိုတော့အတန်းတောင်ရှိသူတွေနဲ့နီးပြတွေကဆုံးဖြတ်ခဲ့ပြီးတော့တစ်နှစ်စာရှုပ်သက်တမ်းပေးခဲ့တာပဲ ဖြစ်ပါတယ်ဆိုတော့ဒီကိုနေတော့ဒီနေ့မနေ့ပိုင်းရရှိထားတဲ့တိုင်းနဲ့ပတ်သက်ပြီးတော့ဘာပြောချင်ကြလဲဆွေးနွေးကြကြပါအောင်ကျေးဇူးအပေးကြရွယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေရာမှာဒီမာဇီကိုပြောထားတဲ့နာပိုလီဘက်ကဂျီလန်ဆန်ရှင်နဲ့ပတ်သက်ပြီးတော့ပေါင်25တန်းဟာအများပြတဲ့ပမာဏလို့ယူဆနေစွာကတော့ကျွန်တော်ကတော့ပြောစရာချက်ကလုံးလေးမကြမ်းတော့ဘူးလေဒီကိုနေဘာပြောချင်ကြလဲဆွေးနွေးကြကြပါအောင်ပြီးလို့ရှိရင်လည်းလက်ရှိအသင်းမှာဖြစ်နေတဲ့ကစားမမရောက်ချင်တဲ့ပြဿနာတွေရလေတော်တော်လေးတော့ဒုက္ခများတဲ့အရာတွေပါဆိုတော့ အမြင်လေးဆွေးနွေးကြပါအောင်ရှန်နယ်ကိုလည်း subscribe လုပ်ကြပါတောင်းဆိုပါရစေကြီးစုအပ်ပေးရပြီးကျေးဇူးများကြီးတင်ပါတယ် see you bye